ါရှင်ကျမတို့ငုခတ်တာပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရှားတီတို့အခြေအနေအရဘိတ်တဝဲခီးစဉ်ကို ပြေးဆွဲနေတဲ့ Speedboat ရင်ငယ်စာလူရည်200ဆက်နဲ့အမြန်ရင်တွေကိုခိတယာယီပြေးဆွဲနေတယ်လို့ဘိတ်ခီးသွားလုပ်ငန်းရှင်တွေစီကသိရပါဗယ်။နိုဘာလာ22ရက်နေ့ဒီကနေ့မှာဘိတ်တဝဲခီးစဉ်ကို93လုံး၄ပေးဆက်တက်အမြန်ရေးရင်နဲ့ယာယီပြေးဆွဲနေပြီးလူတယောက်ကိုနှစ်သိန်းခွဲကျပ်နှုန်းနဲ့လက်မှတ်ရောင်းချပေးနေတယ်လို့သိရပါဗျ။ အဲ့ဒီအမြန်ရည်ရင်ကိုရာသီဥတုမကောင်းတဲ့အချိန်သာယာယီအစာထိုးပြေးဆွဲတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီအမြန်ရည်ရင်ကိုဘိတ်တဝဲခရီးစဉ်တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီးဘိတ်မျိုးကနေမနက်9နာရီအချိန်မှာတဝဲကိုထွက်ခွာမှာဖြစ်ကနောက်တရက်မနက်10နာရီအချိန်မှာဘိတ်မျိုးကိုပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်တစ်ကြောင်းအတွက်9နာရီကြာမြင့်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ဘိတ်တဝဲကားလမ်းပိုင်းမှာစစ်တပ်နဲ့တော်လည်တပ်ဖွဲ့ကြားစစ်ရေးပြန်လည်တင်းမာနေတာတွေကြောင့်ခီးသွွားကားတွေပိတ်မိနေတဲ့အတွက်ရေလန်းကနေဘိတ်တဝဲခရီးစဉ် ်ကိုအမြန်ရင်တွေနဲ့ပြေးဆွဲနေတာဖြစ်တယ်လို့ခီးသွားလာပြည်သူတွေစီကသိရပါတယ်ရှင်။အလင်းကကြောစွာစုရကပြားဆရာကြီးကိုလေးအင်းဝဂုံကြီးဟာနိုမာလာ22ရက်နေ့ဒီကနေ့မနက်မှာကွယ်လွန်သွားပြီဖြစ်တယ်လို့သမီးဖြစ်သူကပြားဆရာမမနီတာကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ဆရာကြီးကိုလေးအင်းဝကုံကြီးဟာ1965ခုနှစ်မှာလမ်းသစ်ကပြပေါင်းချုပ်ဆောင်တဲ့မြို့သားစာပေစုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူဟာအာနာရှင်ဖိုးချုပ်ကြီးနေဝင်ရဲ့တော်လိုင်းရဲ့အစိုးရလက်ထက်1968ခုနှစ်မှာကျောင်းဆရာဖြစ်ကနေအလုပ်ထုတ်ခံခဲ့ရသလိုနှစ်နှစ်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနဝတ္တနာအဖဆရာနာရှင်လက်ထက်မှာလည်းသူ့ရဲ့ကြံပြားတွေကိုထုတ်ဝေခွင့်မပြုခဲ့ပါဘူး 2012မှာမှကြပြားတွေထုတ်ဝေခွင့်ပြန်ရခဲ့တာဖြစ်ပါတယ်။ဆရာကြီးဟာသူ့ရဲ့စာပေတက်တက်မှာအမျိုးသားစာပေစုတသက်တာစာပေစုအလင်္ကာကျော်စွာစုတော်ဖျားလေးစာပေစုတွေကိုရရှိခဲ့သူဖြစ်ပါတယ်။ကြပြားဆိုတာအစ်စ်ပဲလို့ကြပြားအပေါ်ခံယူခဲ့တဲ့ဆရာကြီးကိုလေးအင်ဝါကွန်ကြီးဟာအသက်62နှစ်အရွယ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီးသူ့ရဲ့ရုပ်ကလပ်ကိုနိုဘာလ23ရက်နေ့နေ့လယ်တနားရီမှာတရအူးတုတ်တံမှာမိသေချိုသွားမှာဖြစ်ပါတယ်ရှင်။ ူတာအောင်မြို့နယ်မှာစစ်ကောင်မရှင်ပူပေါင်းတပ်တွေစစ်ရေးလှုပ်ရှားမှုတွေခက်ဆိတ်ဆိတ်လှုံ့ဆော်နေတယ်လို့ရှီတန်းသတင်းရင်းမြစ်စီကသိရပါဗါးဟန်နာသတင်းပေးပို့ထားတာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းကပူတာအောင်မြို့နယ်တန်ကြားကြီးရွာအနီးစစ်ကောင်မရှင်တပ်နဲ့ KAI ပောင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်တပ်ကစစ်ရေးလှုပ်ရှားမှုတွေတောက်လျှောက်ပြုလုပ်နေတာဖြစ်ပါတယ်ကျန်တီမာထေဝဒင်းပြင်းရှိမှုရှိမှုတယ်လာမကိုက်ကြလို့မလို့အခုတလောတော့သူတို့ဘက်တောက်လျှောက်စေးလှုပ်ရှားမှုတွေလုပ်နေတယ် မရှမ်းဘောမြို့နယ်ပူတောင်မြို့ကမြို့ဝင်ထွက်လန်းနေတဲ့မြို့ပတ်လန်းနေမှာတော့အော်တိုဘာတတရပလောက်ကစပြီးတားဆီးစစ်ဆေးတာတွေလုပ်နေတယ်။တန်ကြာဘက်မှာလည်းစစ်တပ်ကစီးရေးလှရှာလာလို့တိုက်ပွဲဖြစ်ကြတာ။ကဲတန်ကြာရေကငါတန်ကြာမရေမကောက်တော့ပုံမြန်ပေါ်ငါပြခဲ့တဲ့နိုဝင်ဘာ၁၀ရက်နေ့ကစပြီးစစ်ကော်မရှင်ပူပေါင်းတပ်တွေကမလိခမြစ်ကျော်အတိုင်းစီရေလှရှာလာတာကြောင့်တန်ကြားကြီးရွာအနီးမှာကရင်ပူပေါင်းတပ်တွေနဲ့ချီတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မချမ်းဘောမြို့ပေါ်ရှိခန်းလာရတသုံးခွန်တက်ကစစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးစီရီလှူရှာခဲ့ရာကြောင့်တိတွေ့တိုက်ပွဲဖြစ်ပွားရတာဖြစ်ပြီးစစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒေဆုံးမှုရှိတယ်လို့လက်နက်တချို့လည်းတင်စီရမိခဲ့တာလို့သိရပါတယ်။အိုးရင်ငါရတဲ့ဒေစတာပုရှိရရှိနေကုန်နော်။တလောကဒီလ10ရက်နေ့ကနေ18ရက်နေ့ထိတန်ကြာကြီးရွာနာမှာတိုက်ပွဲဖြစ်တယ်။ ။တန်ကြာပေးမလိခမြေဖတ်မှာပြစ်ကြတယ်။၁၈ရက်နေ့အထိဖြစ်တာကသူတို့ဘက်ကတပ်ပြန်ဆုတ်သွားတယ်။အဓိကသူတို့ဘက်ကစည်ရေးလှူရှာလာလို့ထိတွေ့တိုက်ပွဲဖြစ်တဲ့သဘောပါပဲ။တန်တုံပုံမြန်တထင်ကိုပြင်းနေလို့ဘူတာအုံမျိုးအနီဝင်းကျင်မှာနှစ်ဖက်တိုက်ပွဲခက်စစ်စိတ်ဖြစ်ပွားလာပြီးတဲ့နောက်စကောမရှင်တက်ကပူတာအုံမြို့မှာလည်းစီရီပစ္စည်းမှုတွေအရှိအဟုန်မြင့်လုဆောင်နေတယ်လို့ဒေသခံတွေကသိရပါတယ်။တန်ကြာကြီးရွာကတော့ပူတာအုံမြို့နဲ့ KIA ထိန်းချုပ်ထားတဲ့ စွန်ပရာဘုံမြို့နှစ်ခုကြားမှာတည်ရှိတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကအော်တိုဘာလကုန်ပိုင်းကစပြီးပူတာအုံမြို့အရှိဘက်မချမ်းဘောခံကားဘက်နဲ့မြို့ရဲ့တောင်ဘက်ပူတာအုံမြို့နားလမ်းပိုင်းရှိစွန်ပြည်ရန်တန်ကြားဘက်ကိုစီရေလှရှာမှုတွေခက်ဆက်စိတ်ပြုလုပ်လာနေတယ်လို့သိရပါတယ်ကြားပြင်စစ်ကော်မရှင်တပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနိုဝင်ဘာ16နဲ့19ရက်နေ့တွေမှာကေပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့ခေါလံပူးနဲ့ဆော့လုံမြို့နယ်အဆက်ကလာဟီစင်စခန်းဘက်ကို ဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးနေရန်လီကျောင်းကနေကင်ချောက်တာတွေပုံမှန်လုဆောင်နေတယ်လို့ဒေတာခန်တွေစီယာတီးရပါတယ်ကျမဟနာပါ ါကစ္စတန်နိုင်ငံပန်ဂျပ်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့နယ်အဓိကဆက်မှုလုပ်ငန်းဗဟိုချက်ဖြစ်တဲ့ဖိုင်ရှာလပ်ခရိုင်မှာနိုဝင်ဘာလ22ရက်နေ့တောက်ကြနေ့ကဓာတုဗေဒစက်ယုံတရုံမှာပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်အနည်းဆုံးလူ15ယောက်သေဆုံးခဲ့ပြီးနောက်ထပ်9ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံအရေးပေါ်ဝန်ဆောင်မှုအဖွဲ့ရစီကသိရပါဗျ။ပေါက်ကွဲမှုကြောင့်စက်ရုံအဆောက်အုံပြိုကျပြီးအနာကအိမ်အတော်များများလည်းပျက်စီးသွားခဲ့ကအပျက်စီးတွေအောက်မှာလည်းလူတွေအများပြားပိတ်မိနေခဲ့ပါဗျ။ ပန်ချက်ကယ်ဆယ်ရေးအရာရှိတွေကဒီပေါက်ကွဲမှုဟာစစ်ရုံတွေကတန်းခွေရုပ်ဆိုင်မှုကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့ပြောကြားခဲ့ပြီးအောင်းနေတဲ့တန်းခွေအစုဟာမီးပွားဒါမှမဟုတ်အပူတစ်ခုခုကြောင့်စတင်လောင်ကျွမ်းပြီးပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့အဆောက်အအုံပြိုကျမှုဖြစ်သွားခဲ့ရတာလို့ပြောကြားခဲ့ပါတယ်ရှင်တီဗီဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်